အားသာဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဝါလာ၁၇ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့သတင်းကောင်းလေးနဲ့ပဲစလိုက်အောင်ဖေဘီစီယိုရိုမာနိုလိုမျိုးနာမည်ကျော်သတင်းထောက်တယောက်ကတော့မှဖော်ပြထားပြီဆိုဒီသတင်းကပြီးဆုံးကနေပြီလို့ပြောလို့ရတယ်အဲ့ဒါကတော့အသင်းရဲ့အဓိကကစားသမားတွေကတယောက်ဖြစ်တဲ့ဂျူလီယန်တင်ပါကိုအာဆင်နယ်သင်းတာဝန်ရှိသူတွေစာချုပ်တက်တန်းတူရေးကိစ္စဆွေးနွေးနေတာကနောက်ဆုံးအဆင့်ကိုတဖြည်းဖြည်းနီးကပ်လာပြီဆိုပြီးသူကဖော်ပြသွားတယ်လက်ရှိအချိန်မှာတချို့အချက်အလက်တော်တော်များပြီးစီးသွားပြီးတော့ကစားသမားကိုလောက်ခါစားပေးတဲ့အပိုင်းမှာညှိနှိုင်းတဲ့အဆင့်ကိုရောက်နေပြီဆိုပြီးတော့ဖော်ပြသွားတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပေါ့လေ intro ဝင်တဲ့အပိုင်းရဲ့နှစ်ဖက်ကစားသမားနဲ့ ကလတ်တင်းတောင်ရှိနေအေဂျင့်ကြားတဲ့ကတွေ့ဆုံဆွေးနွေးတဲ့အပိုင်းရဲ့နောက်တစ်ချက်ကကြတော့စာချုပ်စာထဲမှာပါမဲ့အချက်လက်တွေရပိုင်ကုန်နေလောက်ခလာစာအပိုင်းညှိနှိုင်းတဲ့အပိုင်းရဲ့နောက်ဆုံးအဆင့်ကတော့ official လက်မှတ်ထိုးတာရယ်အဲ့တော့လက်ရှိအချိန်မှာတော့တတိယအဆင့်ရောက်သွားပြီပြောလို့ရတယ်ကစားသမားတောင်းဆိုမဲ့လောက်ခလာစာရဲ့အာဆင်နယ်ပေးခြင်းတဲ့လောက်ခလာစာရဲ့လက်ရှိအချိန်မှာညှိနှိုင်းနေတယ်ဒါပေမဲ့အာဆင်နယ်ကိုယ်တိုင်ကဂျူလီယန်တင်မာရဲ့ခြေစွမ်းကိုသဘောကျလို့လို့2028ခုနှစ်တိစာချုပ်ရှိသေးပေမဲ့လောက်ခလာစာ share တိုးပေးခြင်းနေတာအဲ့တော့ကစားသမားတောင်းဆိုတဲ့လောက်ခလာစာနဲ့အာဆင်နယ်ပေးခြင်းလာစာနဲ့ကတိတ်ပြီးမကွာနိုင်တော့ဘူးစိုးရင်းစရာမရှိဘူးဆိုပြီးတော့ ော့ရိုမာနိုကလည်းပေါ်ပြသွားတယ်အဲ့တော့ဒီအနေထားမှာအာဆင်နယ်ဒီစားမနဲ့ပတ်သက်ပြီးခက်မြမြလောက်တာလည်းဘိုင်ယန်မြူးနစ်ပောင်ဝင်အသင်းတော်များကဂျူရီယန်တင်မာကိုချိတ်ဆက်မှုတချို့လှုပ်လာခဲ့တာဖြစ်တဲ့အတွက်စာချုပ်၃နှစ်ကြံသေးမိမယ်ခက်မြမြလှုပ်လာပါလေဒီနေရာမှာဒီစားမရဲ့စာချုပ်ကတော့လက်ရှိချိန်မှာတပတ်ကိုပေါင်၉တောင်းရနေတယ်အဲ့ဒီရဲ့နောက်ထပ်အစအစဖြစ်တပတ်ပေါင်း2သိန်းလောက်ထိအာဆင်နယ်ကပေးဖို့ဆန္ဒရှိနေပြီးတော့အကယ်၍များဒီကစားမသည်2030ခုနှစ်ထိစာချုပ်ချုပ်မယ်ဆိုရင်တော့တပတ်ကိုပေါင်း2သိန်းရတဲ့ဝန်ယူတန်တင်ကကစားသမားကြီးရဲ့တယောက် ဖြစ်လာတော့မှာပါ Transformer ကမှ UO 55သန်းတန်ကြီးရှိပြီးတော့ဈေးကွက်နဲ့ကြီးလည်းတက်လာတဲ့ကစားသမားရဲ့ဆွဲဆောင်ရေးလည်းကောင်းတာဖြစ်တဲ့အတွက် AIDA ပါဝင်အသင်းတာဝန်ရှိသူတွေကထောက်ခံချက်ပေးထားပြီးတော့ကစားသမားကိုအခြားသည့်နေဝင်ရောက်ချိတ်ဆက်လို့မရအောင်အသင်းကနှိရှေစားချုပ်မကြခင်မှာတည်ရဝင်လက်မှတ်ရေးထိုးသွားတော့မှာပါဒီကစားသမားတော့ဒီရသည့်ပြိုင်ပွဲဆုံး၁၀ပွဲမှာ ကိုးပွဲထိဝင်ရောက်ကစားထားတယ်အဲ့ဒီကိုးပွဲမှာခုနှစ်ပွဲပွဲထွက်ထားပြီးတော့နှစ်ကိုးသွင်းတကိုးဖိုင်ထားတယ်ခန်းစစ်ကစားမတူးဆိုရင်လည်းအယောင်ကိုဗက်ဆလိုက်ဖြစ်ပြီးတော့ပြိုင်ပန်းနီးပြရရတော့မှလက်ဆွဲနှုတ်ဆက်ပြီးတော့ ASEAN တန်ရာနေပြန်လာတဲ့အချိန်မှာအကောင်းဆုံးခြေစွမ်းပြလို့ဒါလုံးဝ appreciate ဖြစ်တဲ့ movement တွေကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့လေအဲ့တော့ကြံခဲ့တဲ့ရာသီတော့လည်းအသင်းအတွက်ပြိုင်ပွဲသုံး49ပွဲကစားထားတယ်43ပွဲပွဲထွက်ထားပြီးတော့နှစ်ကိုးသွင်း၄လုံးဖိုင်ထားပါတယ်ဘာပြောပါ ဂျူရီယန်တပါတယောက်ကတော့အာဆင်နယ်မှာစက်နေဖို့ရွေးချယ်ထားတယ်။အကယ်မြတ်သူစက်နေဖြစ်မယ်ဆိုရင်တော့အရှိရကစားသမိုင်းလိုပဲ2030ခုနှစ်ထိအသင်းရဲ့စာချုပ်ထပ်မံတက်တန်းတူးသွားတော့မှာပါ။လက်ရှိချိန်မှာအသက်24နှစ်ဆိုတော့အသင်းမှာနောက်ထပ်6နှစ်9နှစ်လောက်ကောင်းကောင်းဆုတ်လို့ရတဲ့နယ်သာလန်ဖူးဘက်ကစားသမားတူကိုအာဆင်နယ်တို့မကြငယ်မှာ official ကြီးညာနိုင်မလား။စောင့်ကြည့်သွားတော့မှာပါ။ ဒုတိယမြောက်သတင်းပုတ်ကတော့ feature ကဖော်ပြထားပါလေ feature ကသတင်းတွေကများသောအားဖြင့် rumor တွေများတယ်ဒါပေမဲ့ကျွန်တော်ညီကိုဒီသတင်းကိုမသိရတော့သေးဘူးထင်လို့ကျွန်တော်ဖော်ပြပေးတာအရှိမလဲကျွန်တော်မဖော်ပြခဲ့ဖြစ်ဘူးပေါ့လေအဲ့ဒါကတော့ Arsenal တင်းရဲ့ captain ွင်းလင်းတိုက်စစ်ကစားသမားနော်ဝေသားကြီးမာတင်အိုဒီဂန်နဲ့ပတ်သက်ပြီးတော့ PSG အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ကကစားသမားရဲ့စာချုပ်လက်ကျန်အနေထားကိုအနီးကပ်စောင့်ကြည့်မှုတွေလုပ်နေပါတယ်။ဒီအနေအထားကြောင့်အာဆင်နယ်တာဝန်ရှိသူတွေကဘူကောက်စာကစာချုပ်ပြီးတာနဲ့ထပ်မံပြီးတက်တန်းတူရေးကိစ္စဆွေးနွေးမဲ့ကစားသမားကြီးတမမာတင်အိုဒီဂန်ကိုထည့်ထားတယ်ဆိုပြီးတော့ feature ကပေါ်ပြထားပါတယ်။စာကကိစ္စပြီးတာနဲ့တွေးဆုံပြီးလုံးမဲ့ကစားသမားကြီးတမဆိုတော့ Julian Timber လက်ရှိအချိန်မှာဆွေးနွေးနေပြီးတော့ကြားတယ်။ Julian Timber ရှေ့ရတဲ့တင်မှာလည်းကျွန်တော်ပေါ်ပြခဲ့တယ်။နောက်တစ်ယောက်ကတော့ David Raya ကလာစာတူ လို့မယ်ပြီးတော့ Martin Odegaard ကိစ္စကိုလည်းစတင်ပြီးတော့ on table မှာဆွေးနွေးမှုတွေလုပ်သွားမယ်ဆိုသူကဖော်ပြသွားတယ်လက်ရှိချိန်မှာတော့ Martin Odegaard ရဲ့ဒဏ်ရာကတော့သတင်းပတ်တစ်ခုကြာတော့နားရမယ်၄ပတ်နဲ့၈ပတ်အတွင်းဆိုတဲ့ report တချို့လည်းတွေ့တယ်တရားဝင်ထုတ်ပြောထားတော့မတွေ့ရသေးဘူးတရားတော်ကဒီလာတွင်ပွဲစဉ်တွေကို Martin Odegaard ပြန်လည်နိုင်ဖို့တော့နည်းနည်းလေးခင်းရင်းတယ်ရသွားတဲ့ဒူးဒရအနေထားရေပြီးတော့တေးစတာလေးကုရမနေထားရေခွဲစစ်လိုက်တာမဟုတ်တာဖြစ်တဲ့အတွက်ဒီတိုင်းပြန်လာမယ်ဆိုတော့မှပို့ပြီးတော့ အသားကြပြီးအကင်းပြောက်ကင်းတော့မှပဲထည့်သုံးမှဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်နိုင်ငံလေစဉ်အဆင့်အောင်မလုပ်ဘူးဆိုတော့ဒီကစားမကနိုဝင်ဘာလအစပိုင်းလောက်မှပဲပြန်လာနိုင်မယ်လို့ကျွန်တော်ကယူဆထားတယ် အဲ့တော့အသက်26နှစ်ရဲ့နော်ဝေသားနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်တဲ့အသင်းကြီးအများကြီးရှိမယ်အာဆင်နယ်က2028ခုနှစ်ကစားသမားတွေကိုတက်တန်းတုပ်ဖို့လှုပ်ဆောင်တဲ့ခမာဒီကပရင်ကိုလည်းပြင်ပတ်ထည့်သွင်းထားပြီးတော့အသင်းမှာကာလာရှိစက်တင်တာဖို့အတွက်အားလုံးကဆန္ဒရှိနေပါတယ်ဒီကစားသမားတော့ Euro 35တန်းနဲ့2021ခုနှစ်ကရီယယ်မက်ဒရစ်အသင်းစီကနေပြောင်းလာခဲ့တာပေါ့လေပြိုင်ပွဲစုံ9ပွဲမှာ9ပွဲပွတ်ထွက်ထားတဲ့ဒီယာတီမှာဒဏ်ရာတွေကြောင့်ရုန်းကန်နေရပြီးအသင်းအတွက်နှလုံးဖန်တီးထားပါတယ်ပရီးမီးယားလိမှာဆိုရင်တော့ပွဲပေါင်း158ပွဲအာဆင်နယ်တင်းတဲ့ကစားထားပြီးတော့ 143ပုတ်ပွဲထွက်ထားတယ်34ကိုတွင်32လုံးဖိုင်းထားပြီးတော့အဝါကပ်14ကပ်ထိထားတဲ့မာတင်အိုဒီဂက်လိုမျိုးဝါရင်ပရီးမီးယားလိဂ်ကစားသမားကိုအာဆင်နယ်တို့ကနှစ်ရှည်စာချုပ်ထပ်မံပေးဖို့အတွက်စာကာတို့တင်ပါလို့ကိစ္စပြီးသွားရင်အသင်းကပလန်ဖြစ်လုပ်ထားပါတယ်အန်ဒရီဘာဒါကတော့တော်တော်လေးအလုံးရှုံတယ်ဈေးကွက်ဖွင့်တော့လဲဈေးကွက်ဖွင့်လို့ဈေးကွက်ပိတ်တဲ့ခါမှလည်းအသင်းရဲ့ရှည်စင်းကစားသမားတွေစာချုပ်နှစ်နှစ်သုံးနှစ်ကျန်တဲ့ကစားသမားတွေအစားစတင်ပြီး intro ဝင်နေဆွေးနွေးဖို့လုပ်တယ်အရှိမစာကာနဲ့တင်ပါပြီးသွားရင်အာဆင်နယ်နောက်ထပ်အရေးကြီးလုံးမဲ့ကစားသမားတွေမှာဆိုရင် rise to martin odigal လို့ ူမျိုး2028စာချုပ်ကစားသမားကြီးလည်းပါဝင်လာနေပါဗျ။တတိယမြောက်သတင်းတပုတ်ကတော့ဒါအသင်းရဲ့ရှင်းစွဲတိုက်စစ်ကစားသမားတဦးနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါ။ဂျိုနသန်ချက်ကီယာလို့ခေါ်တဲ့ဗစ်တာယော့ဂရက်ကအကျိုးဆောင်အေဂျင့်တွေကတယောက်ကဖော်ပြသွားပါဘို့လေ။သူပြောသွားခဲ့တာကကြံခဲ့တဲ့နေရာဒီဈေးကွက်မှာဗစ်တာယော့ဂရက်နေနဲ့အာဆီနိုမပြောင်းခင်မှာရွေးချယ်ကြတယ်အရန်များခဲ့တယ်။အသင်းတော်များလည်းသူ့ကိုလိုချင်ခဲ့တယ်။အဲ့မှာ sorry ဘက်ကကလပ်သင်းတွေကသူ့ကိုတန်း၄ရာတန်းစာချုပ်နေတော့မှကန်းလန့်ခဲ့တာ ဒါပေမဲ့အဲ့ဒီတန်လေးရတဲ့စာချုပ်ကိုငင်းပယ်ပြီးသူကအာဆင်နယ်ကိုပဲလာဖို့အတွက်သူတို့ကိုညှို့ညားထားတဲ့အတွက်သူတို့လည်းအဲ့တိုင်းလုံပေးခဲ့ရတယ်ဆိုပြီးတော့သူကပြောသွားခဲ့အဲ့ဒီမှာ sorry ကလပ်တီကန်လန်းခဲ့တာကတန်လေးရတဲ့စာချုပ်တစ်နှစ်ဆိုလို့ရှိရင်အခွန်ဆောင်ပြီးယူ36တန်ပေးမှာအတတင်ဒီနေရာမှာ အာဆင်နယ်ရဲ့အခွန်ဆောင်ပြီးတစ်နှစ်ကိုပေးမဲ့အတတင်လာစားက၈တန်ပဲရှိတယ် အဆအဆကွာတယ်ဒါပေမဲ့ဒီကစားသမားကပရီးမီးယားလိကိုပြန်လာခြင်းနဲ့အာဆင်နယ်လိုအသင်းတစ်သင်းအတွက်ဖလားယူပေးခြင်းနဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုဥရောပထိပ်တန်းလိကြီးတစ်ခုမှပြခြင်းတာဖြစ်တဲ့အတွက်အာဆင်နယ်စီကိုပဲပြောင်းဖို့အတွက်အေဂျင့်ဖွဲ့ကိုလုံးဝညှို့ကြထားပြီးတော့ဆော်ဒီဘက်ကကန့်လန့်မှုတွေလုံးဝစိတ်ဝင်စားမှုအရေးအယောင်မပြခဲ့ဘူးဆိုပြီးတော့ဒီအေဂျင့်တွေတအူးကဖော်ပြသွားတယ်သူနာမည်ဂျွန်နသန်ချက်ကီယာပေါ့လေအဲ့တော့တချို့တွေကပြောတယ်အဲ့ဒါပါလို့ဆို United ကဒီကစားမကိုကဲလဲနေကစားမမသွားခြင်းမှညာအဲ့ကိစ္စရတော့ကျွန်တော်တို့အပြည့်အဝမသိဘူးတေချာတခုကတော့ United တာဝန်ရှိသူတွေနဲ့ စပိုးရင်းတာဝန်ရှိသူတွေကြားမှာကောင်းမှုနဲ့ဆက်ဆံရှိတယ်။သူတို့ underground မှာဘယ်လိုနေနှိမ့်နိုင်လဲတော့မသိဘူး။ဒါပေမဲ့ Victor Yokrek ရဲ့ focus ကအာဆင်နယ်ပုံမှန်ကောင်းမှုနဲ့ကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ငင်းပယ်ခဲ့ပြီးတော့အာဆင်နယ်စီမှာအသက်တင်လောက်ခလာစား အခွန်ဆောင်ပြီး UO 7တန်းမှာရွေးချယ်လိုက်တယ် UO 36တန်းလောက်ထိရနိုင်တဲ့ Sorry Class DC ကိုမသွားဘဲနဲ့ပေါ့လေဒီညမှာတို့တန်း၄00တန်း package စာချုပ်ပါညာဆိုတာဘယ်နှနှစ်စာချုပ်လဲတော့မသိဘူးစုစုပေါင်းတို့ totally ပေါ့လေအခွန်ဆောင်ပြီးဘာလာတော့မသိဘူးဒါပေမဲ့တစ်နှစ်ကို36တန်းလောက်ရှိတဲ့ package နဲ့ကန်လန်းတာအဲကြောင့်ကျွန်တော်ကအများတန်းရောဂါနဲ့ပတ်သက်ပြီးတော့ကာဝယ်ပေးရဆိုတာကဒီကစားသမားတွေတိုက်စစ်မှုအစ်စ်အစ်စ်ကိုမှကိုယ့်စီကိုလာခြင်းလုံးလို့ ိုဘက်ကရပိုင်ကုန်တွေတော်တော်များလက်လွတ်ပြီးတော့ထွက်လာခဲ့တဲ့ကစားသမားအခြားကောင်းမှုနဲ့ကန့်လန့်မှုတွေအလုံးပယ်ချခဲ့တဲ့ကစားသမားအဲ့လိုကစားသမားတဲ့ကိုကျွန်တော်တို့ဒီနူးနူးထွေးထွေးကြိုဆိုရမယ်နောက်တစ်ချက်ကအဲ့ဒီကစားသမားကိုကျွန်တော်တို့ဒီအနေဆုံးယာတိဝက်လောက်တော့အချိန်ပြေးစောင့်ကြည့်ရမယ်တခုဆိုကျွန်တော်တို့လိုချင်တဲ့ဘာဖြစ်ရမယ်ဆိုပြီးသွားပြီး pressure ပေးလို့မရဘူးဘာကြောင့်လဲဆိုတော့သူဒီ ပရီးမီးယားလိပြင်ပလာတာ။ဦးပရီးမီးယားလိတဲမှာဆိုရင်ကလပ်တင်းတစ်ခုနဲ့တစ်ခုကိုပြောင်းတဲ့ပရီးမီးယားလိဝိုင်းရင်ကစားသမားတွေတောင်မှအသင်းပြောင်းတဲ့အခါရုန်းကန်နေရတာ။ပြင်ပလိရလာတဲ့ကစားသမားဆိုကျွန်တော်တို့ယာတီဝက်ကတော့အချိန်ပေးရမှာပဲ။နောက်ဆုံးပရီးမီးယားလိပွဲစဉ်20 25လောက်ထိအချိန်ပေးရမှာ။တချို့ဆိုရင်တရာတီလုံးအချိန်ပေးပြီးတော့တော်တော်လေးအသားကြောင်ပြင်ဆင်ခဲ့ရတဲ့အချိန်ယူရတဲ့ကစားသမားတွေတောင်ရှိတယ်။ဒါပေမဲ့လက်ရှိအာဆင်နဲ့အသင်းရဲ့တိုက်စစ်မှာကဗီတာယောဂရအသုံးမှုလို့ဆိုတော့မဟုတ်ဘူး။ ူ့ကိုထိန်းချုပ်ရလို့ကျန်တဲ့ဇုံတွေလွတ်ပြီးတော့ကျန်တဲ့ကစားမတွေတွင်းကိုတွေရတယ်ဖန်တီးမှုတွေရတယ်ဒါကြောင့်ပီတာယောဂရက်ကအာဆင်နယ်တင်းရဲ့တိုက်စစ်မှုဖြစ်ပေမဲ့ တိုက်စစ်မှာသွင်းကိုးတွေဖန်တီးမှုတွေအခုနောက်ပိုင်းမရယူတာညာမှတ်ပေမဲ့အခြားကစားမအတွက်ဆိုရင်တော့လုံးဝ space တွေရှာပေးတဲ့တန်ဖိုးရှိတဲ့ကစားမတူဖြစ်ပွဲထွက်ဆက်တယောက်မှာပါဝင်နေတယ်နောက်တစ်ချက်ကကျွန်တော်တို့ကြီးများလို့မရဘူးအဲ့ဒါကဂျေဆူရောခိုင်ဘက်ကမရှိတဲ့အချိန်မှာပက်တာရောကတော့ပဲကျွန်တော်တို့သုံးမှဖြစ်မယ်မဟုတ်လို့ရှိရင်အိုင်ဒါမွေးစားသားဆိုပြီးကျွန်တော်တို့စားနောက်နေတဲ့ main လိုပဲထည့်သုံးမှရမယ်ဒီထားဒါပေမဲ့ဒီလောက်တန်ကြီးနဲ့ဝယ်ပြီးမှတော့ဒီစားမကိုအာဆင်နယ်တို့အရန်ကုန်ပို့မယ်လို့တော့မထင်ဘူးဒါပေမဲ့တခုရှိတာကျွန်တော်တို့မေ့နေတာက လက်ရှိကြံငင်းတဲ့နွေရာသီအပြောင်းအလဲဈေးကောမှာဝယ်သမျှတိုက်စစ်မှုတွေဈေးနှုန်းကြည့်ပါအသက်အရွယ်ရပြတာယောဂရတီအသက်28နှစ်ရောက်နေတာမှန်ပေမဲ့တိုက်စစ်မှုတွေဘာဝယ်တန်းတရာဖြစ်နေတဲ့ခေတ်မှာကျွန်တော်ဒီကစားမောက်ယူတန်း80ပေါင်အပြစ်ဆိုရင်တန်း60နဲ့80ချားလောက်ပဲကြာတင်ခဲ့တာကတန်တယ်လို့ပြောလို့ရတယ်ဒါကြောင့်ပြောင်းရွှေ့ကြေးရအရန်ကြီးဖျားမများဘူးအတင်းရဲ့သွားနေတဲ့ကစားကွက်အရာသူ့အနေနဲ့ space ရှာပေးနိုင်အဆင်ပြေနေတာဖြစ်တဲ့အတွက်ယောဂရနဲ့ပတ်သက်ပြီးကျွန်တော်ကသဘောကျတယ်များမကြမီကလာတွေမှာလည်း twin go ဖန်တီးမှုတွေရယူပေးနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ် ဘောလုံးမွေးရင်လည်းပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရန်ဖြစ်ကစားခြင်းလည်းဆိုရင်တော့ဘာပြဖို့နှစ်ပတ်သူညကို946 96လုံး33တိန်တပတ်သူညကို9983ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ငွေပုံငွေရရှိမှဘောလုံးမွေးရီဆော့ပါမဆော့တတ်ဘူးဆိုရင်တော့ YouTube မှာကျွန်တော်အားပေးလို့ရပါတယ်ဆော့တတ်တဲ့ညီကိုတွေကကျွန်တော်စီမှာဆော့ဖို့အားလုံးကိုအကြံပြုပါတယ်ခင်ဗျာ ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီ2023-2024ဘောလုံးရာသီနဲ့လက်ရှိအချိန်ထိပေးကိုအနည်းဆုံးနဲ့ပွဲအတွက်ဒီနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါ။ဒီ data အချက်လက်ကတော့ကျွန်တော်ရယူတဲ့ဖော်ပြတဲ့ဆိုအရဆိုလို့ရှိရင်လည်းအာဆင်နဲ့လစ်ပါပူးမန်စီးတီးအဲ့သုံးသင်းမှသူတို့ဖော်ပြထားတယ်။ဒီနေရာမှာအဲ့2023-2024ဘောလုံးရာသီကနေပြီးတော့လက်ရှိအချိန်ထိကလင်းရှိရထားတဲ့ပွဲရီအတွက်ကဒါအာဆင်နယ်ဆိုလို့ရှိရင်35ပွဲလစ်ပါပူးက26ပွဲမန်ချက်စတာစီးတီးက29ပွဲ တကောပေးရတဲ့ပွဲစဉ်မှာဆိုအာဆင်နယ်က32ပွဲလက်ပေါက်ဘူး32ပွဲမန်ချက်စတာစီးတီး32ပွဲမန်ချက်စတာစီးတီးကတပွဲပိုများသွားတွေ့ရတယ်။နှစ်ကိုပဲပေးရတဲ့ပွဲစဉ်မှာဆိုအာဆင်နယ်က16ပွဲလက်ပေါက်ဘူးနဲ့မန်စီးတီးက18ပွဲစီအာဆင်နယ်ကနှစ်ကိုပေးရတဲ့ပွဲတော်တော်လေးနဲတာတွေ့ရတယ်။သုံးကိုပေးရတဲ့ပွဲမှာဆိုအာဆင်နယ်ကတပွဲပဲရှိတယ်။ကျွန်တော်အမှန်မမှောက်ဆိုလူတန်းနှောင်းသိတဲ့ပွဲစဉ်မှာအာဆင်နယ်3ကိုပေးခဲ့တာကိုတွေ့ရတယ်။3ကို4ကိုနဲ့ကျွန်တော်တို့နိုင်ခဲ့တာပေါ့လေနောက်ဆုံးမိနစ်မှာဒီကလန်ရိုက်ကဂိုးနဲ့ပေါ့အဲ့ဒါဆို ကျန်တဲ့ပွဲမှာဆိုတော့လီဗာပူးက၈ပွဲမန်ချက်စတာစီးတီးကအာဆင်နယ်လိုပဲတပွဲပဲရှိရယ်လေးကိုပေးရတဲ့ပွဲကတော့အာဆင်နယ်နဲ့လီဗာပူးမရှိဘူးဒါပေမဲ့မန်စီးတီးကတော့နှစ်ပွဲရှိတယ်ငါးကိုပေးရတဲ့ပွဲဆိုရင်မန်စီးတီးကတပွဲရှိပြီးတော့အာဆင်နယ်နဲ့လီဗာပူးကမရှိဘူးဒါက2023 2024ဘောလုံးရတဲ့နေ့လက်ရှိအချိန်ထိရေတွက်လိုက်တဲ့ခါမှာပေးကိုးတွေပေးရတဲ့အသင်းတွေရဲ့ပွဲရုံးတွေနဲ့ပတ်သက်ပြီးဖော်ပြထားတာဒီနေ့မှာကလင်းရှစ်ကတော့အာဆင်နယ်က35ပွဲနဲ့အများဆုံးရထားတယ် သုံးကိုအာဆင်နယ်မှာပေးရတဲ့နှစ်ကလည်းတော်တော်ကြာပြီပြောလို့ရတယ်ဒါလည်းလူတန်းနောက်အသင်းနဲ့ပွဲစဉ်မှာနောက်ဆုံးပေးကြရတာဗောလေအဲကြောင့်အာဆင်နယ်အသင်းကဆူဖလာတွေမရပြီမယ်လေအသင်းရဲ့ခံစစ် strong ဖြစ်တာကလင်းရှစ်တွေအများကြီးရတာပေးကိုနည်းနည်းပဲပေးရတဲ့အပိုင်းဒီမှာတော့မှတ်တမ်းကောင်းနေရှိပြီးတော့လူယူသေးရှင်ယူသေးအသင်းကြီးတတင်းရဲ့အဆင့်မှာရှိနေပါတယ်အဲ့တော့အာဒါနဲ့တားတပည့်များဒီရာဒီမှာအဓိကဆူပလိုက်ယူနိုင်မလားစောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ